ဒီနေ့ကြိုက်ကစံဖရားမှာရောက်နေအောင်ပြီးစိတ်ပြီးတော့ပြီအာဒီနေ့ခေါင်းလောင်းထိုးရတဲ့ရည်ရွယ်ချက်နဲ့ခေါင်းလောင်းထိုးနည်းကိုပြောပြမှာနော်ခေါင်းလောင်းထိုးရဆိုတာကိုပြုခဲ့တဲ့ကုသိုလ်ကောင်းမှုတွေကိုသရဝဝင်နေရအောင်အမြဝေတာပေါ့နော်ပြီးတော့ထိုးရင်လည်း၃ချက်ပဲထိုးရတယ်ထိုးတဲ့ခါလဲဟိုးခေါင်းလောင်းရဲ့အောက်ဆုံးကနှခမ်းသားနေရာကိုထိုးတာအဲတော့မှသူကအတန်အောင်လာနော်ကိုပြုခဲ့တဲ့ကုသိုလ်ကောင်းမှုအမြအမြအမြတာရုတာရုတာရုဆိုပြီး၃ချက်ထိုးရတာ ဟိုးအောက်ဆုံးကအဲ့နှခမ်းနေရာကိုထိုးမှသူကအတန်ဟိန်ထွက်တာပေါ့နော်အလဲတွေမထိုးရဘူးအပေါ်တွေမထိုးရအောင်တချို့လူကြီးတောင်မတည်ဘူးပေါ့နော်တော်တော်ကြီးရဲ့လူကြီးတောင်မှအလဲတွေဝိုင်းလျှောက်ထိုးရအောင်မှန်တော့အောက်ဆုံးကအဲ့နှခမ်းသားနေရာကိုပဲထိုးရအောင်အဲ့တော့မှတန်ထွက်တာဒါမှဒါခေါင်းလောင်းအသေးဆိုတော့အတန်သိမ့်မထွက်ချင်ဟိုးရှေးရခေါင်းလောင်းနေဆိုလို့ချင်တန်ပိုထွက်တယ်ပြီးတော့တချို့ကမှားထိုးရရှိသေးတယ်ကိုကြက်တွေပါတယ်ကိုနှွင့်ကြည်အောင်ဘာညာထိုးတာပါနော်အဲ့ဒါလည်းမမှန်ဘူးတကယ်တော့ ကုသိုလ်ကောင်းမှုအများဝေအတွက်အများအများအများသုံးချက်ထွင်ရပြီအဲဒါပေမဲ့ကိုယ့်ရဲ့ personal preference ပေါ့နော်ဒေးချက်ပဲထိုးထိုး၅ချက်ပဲထိုးထိုး၉ချက်ပဲထိုးထိုးအချက်တရာပဲထိုးဒါသူတို့ right ပေါ့ဟောဟိုမှာအာဝုဒ္ဓကောင်ချင်းလေ This guy looks so cute ဟာဖုန်းတော့ကြွာလာတယ် Wow, this cat also coming over here to chill.